ID တယောက်အနေနဲ့ Linux ကိုလေ့လာတော့မယ်ဆိုဟိုတစုံတစဒီတစုံတစလေ့လာလို့မရပါဘူးကျွန်တော်က Linux ကိုတစ်တစ်ချာချာစနစ်တကျအခြေခံနေပြီးတော့ကျွန်တော်တို့ Linux System Administration ထီကိုလေ့လာတာပို့ပြီးတော့တင်တော့ပါတယ်ဘာဖြစ်လို့လဲဆိုတော့အနာဂတ်ကာလမှာကျွန်တော်တို့ကအဲ cloud computing ဘက်တွေသွားမှာတော့ cyber security တို့ Linux နဲ့ပတ်သက်တဲ့ networking ဘက်တွေပေါ့နော် networking မှာလည်း Linux ကမဖြစ်မနေဘူးသိဖို့လိုအပ်လာပြီးဖြစ်တဲ့အတွက်အခြေခံမပိုင်မဲနဲ့ဒီ system အကြောင်းကိုမသိဘဲနဲ့သွားမယ်ဆိုလို့ရှိရင် ဟိုအမြင့်ရောက်လေးလေးပို့ပြီးတော့ဒုက္ခတွေ့လေးလေးဖြစ်လိုက်မှာပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့က ID level ထဲမှာရှိနေတဲ့ ID level အလုတ်ဆက်လုံးမဲ့သူတွေအတွက် ကျွန်တော်က Linux ကို Linux system administration ကိုသင်ပြပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုပြည်ပနိုင်ငံတွေမှာအလုတ်လုပ်တော့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်က Linux ကသူ့ရဲ့ job requirement တွေမှာ Linux ကလိုလာပါပြီရှာကြည့်ပါ job requirement တွေမှာ Linux ကပါဝပါနေပြီဖြစ်တဲ့အတွက်သင်ဦးသင်ရမယ့်အနေဒါတစ်ခုဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်ပြောပြတာဖြစ်ပါတယ် အလုံးပဲအရွေးမမှားကြပါနဲ့ပေါ့နော်အဲ့တော့ကိုကအရွေးမမှားနဲ့ဆိုတာကကျွန်တော်ဘယ်မှာပဲတင်တဲ့ Linux system administration ကိုတင်ပါလို့အကြံပြုချင်တာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်